ငလီလုံးမြီကိုဘာဖြစ်လို့လုံးမစူပြောလို့မရတာလဲငလီဆိုတာအင်မတန်ရှုပ်ထွေးလာတဲ့ကမ္ဘာမြေထူးချက်ကြောက်လွားများအောက်ကကြောက်ရည်ပူများလှူရှားခြင်းကြောင့်ပြည့်ရွေကြောင်းများတို့မဟုတ်ကြောက်လွားအနာဆိုးများဖိအားစုပုတ္တရွေလျားခြင်းဖြင့်ဖြစ်ပေါ်လာရတာပါ ကမ္ဘာအဝန်းများပြားလာတဲ့ကြောက်လွားချက်တွေအောက်မှာစီစဉ်နေတဲ့ကြောက်ရည်ပူတွေဟာကီလိုမီတာရာချီပြီးရှိပါတယ်တာရောင်အပေါ်ရန်နားမှာပဲရှိသေးပါပါတာရောင်အပေါ်ရန်နားမှာပဲရှိသေးတာပါ ကမ္ဘာအတွင်းထဲသို့စက်ဝင်လျင်ပုံမပူပြင်းပြီးပုံမထူထဲရဲအစိပ်ပိုင်းတွေရှိနေပါသေးတယ်။ဒီလိုနေရာမှာအလောင်းရှားနေတဲ့အရေးတွေကိုဘယ်အချိန်ဘယ်လမ်းကြောင်းလာမလဲဆိုတာဘယ်သူမှအတိအကျမပြောနိုင်ပါဘူး။ဤအကြောင်းအရာတွေကိုကျွန်တော်တို့အခြေခံပညာစတ္ထမတန်တတ္တမတန်တို့ရဲ့သိပ္ပံနဲ့ပထဝီသင်ခန်းစာတွေမှာ သင်ကြားခဲ့ရပါတယ်။သိပ္ပံပညာရှင်တွေဟာယနေ့အချိန်အထိအပူချိန်6000ဒီဂရီ စီရလောက်ရှိတဲ့ကဘာတွေးပိုင်းသေးကိုဆင်းပြီးအတီအကြလေးလာနိုင်မည့်အရာမတီထွင်နိုင်သေးပါဘူး။ဒါ့ပေမဲ့ထိုအတွင်းပိုင်းလှူရှားမှုများမှမြေပေါ်သို့တက်လာတဲ့ငလင်လိုင်းများကိုတော့တိုင်းတာနိုင်ပြီးအနက်မြများရှိသည်ကိုသိရှိနိုင်ပါတယ်။ ထို့သောငလင်သမိုင်းကြောင်းဖီအားတိုင်းတာဇံများကိုသိပ္ပံနေကြသူတိတနာပြုလေးလာကြတဲ့ခါမှာတော့ပြည့်ရွေကြောတခုမှအချိန်ကာလတခုကလရှိအတွင်မှာအင်အားမိမြမြမြအတွင်ငလင်လောက်ခန်းနိုင်သည်ကိုတင်ချာနည်းများဖြင့်ကောက်ချက်ချလို့ရပါတယ်အဲ့ဒါကို scientific focus သိပ္ပံနီးစာဇူတင်ခမန်းချင်းလို့ခေါ်ပါတယ်။နှစ်ကာလအပိုင်းခြားတစ်ခုဖြစ်တာဖော်ပြနိုင်ပါတယ်။ ဘာသိပ္ပံနီးမှမပါဘဲအင်အားမလောက်နဲ့ဘဏ္ဍာရအတွင်းလုံးမယ်ဂျီတူခမန်းပေးနိုင်တာကိုတော့ပီရှင်ရှေ့ဖြစ်ပြောဆိုချက်လို့ခေါ်ပါတယ်ဘသူရေပြောနိုင်တယ်ဘလောက်မှန်အောင်ပြောနိုင်တယ်ဆိုတာတွေကိုတွေးကြည့်နိုင်ပါတယ် ကမ္ဘာပေါ်မှာတနည်းကိုပြင်းပြအကျိန်60လောက်ငလီလုံးနေတာဖြစ်တာကြောင့်ငလီလုံးမင်းဆိုတာမမှန်စရာအကြောင်းတော့မရှိပါဒါပေမဲ့အင်အားမိများနဲ့ပြည်တွင်းပြည်ပတွေရှီတူအချိန်နိုင်တွေနဲ့ရန်သားပြောနေပြီဆိုရင်တော့ဒါကိုညင်းဆိုရပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ငလီဟာရှီတူခံမှန်းလို့ရှားတဲ့အရာ လုံးမလုံးမမဟုတ်လို့ပါပဲငယ်စဉ်ကသင်ကြားမှုတဲ့ ကြာကြာလာနေပြီလို့နေတိုင်းအော်နေတဲ့သူကြောင်းသားပုံပြင်တပုတ်လိုပါပဲရွာသားတွေကနေတိုင်းစိတ်ပူပန်စွာဖြစ်နေကြရပြီးတကယ်တမ်းကြာလာတော့လေဒုက္ခရောက်ကြတာပါပဲအခုတော့အပြန့်သွားတဲ့နောက်ပိုင်းကြာထက်လာတော့မယ်ဆိုပြီးစက်အော်နေတဲ့သူတွေကတော့စက်အော်နေကြပြီးယုံကြည်သူတွေကလည်းဆက်လက်ယုံကြည်ပူပန်နေကြစေပါပဲဘယ်အချိန်ကြာလာမလဲဆိုတာကိုလည်းဘယ်သူမှမသိနိုင်လို့ လာနူးလာနူးနဲ့ဘဝချိန်တွေကိုဘဝအမောတွေဖြစ်တော့ကုံဆုံးသွားကြတော့မှာကိုလည်းသတိပြုသင်ပါတယ်ဒါနောက်ဆက်တွေပုံမြင်လေးရဲ့အဆုံးသတ်မှာတော့ တီနောင်းဆက်တွေပုံမြင်လေးအဆောင်တမားတို့ရွာသူရွာသားများဟာနောက်တစ်ခါကြားလာခဲ့ရင်ဘာရီဘလိုလောက်ခိုင်ကြမလဲဆိုတော့စူပါဝိုင်းဝေါ်ပြင်ဆင်ကြပါတယ်လူငယ်တွေကိုသိပညာတွေပေးကြတယ်ချန်စီယိုတွေခိုင်းမအောင်တည်ဆောက်ကြတယ်အရေးပေါ်အခြေအနေမှာဘလို့ပြုမှုနေထိုင်ရမယ်ဆိုတာလေ့ကျင့်ကြပါတယ်စိုးရင်စိတ်များကိုဖြေလျှော့လိုက်ကြပြီးလောကအခက်ခဲများကိုရင်ဆိုင်နိုင်မည်တတိကိုမွေးကြရင်ဘဝတွေကိုယုံကြည်မှုနဲ့ပြန်လည်တည်ဆောက်ကြပါတယ် တိုးချောင်းသားလေးတွေကိုလည်းမှခြင်ပါတယ်။လောကမှာလူတွေပူပန်သောကရှောင်းမှကိုထမင်းစားရမယ်ဆိုရင်အရာကိုအပူစားလို့ခေါ်ပါတယ်။ကိုလှုပ်တဲ့လှုပ်ရဟာဒီလိုဥတီနေရဆိုရင်လှုပ်တဲ့မလှုပ်တဲ့ချင်းချင်ရပါမယ်။ကိုတာဝန်ယူထားတဲ့နေရာမှာခြေပေါ်အောင်ထမ်းဆောင်ခြင်းနဲ့ဆိုရင်ဒီလိုအချိန်မှာကြားကြားလို့အော်နေမဲ့အစားလူသားတွေအကျိုးရှိစေမယ့်အသိပညာလေးတွေများဝေပေးစေခြင်းပါတယ်။တရုတ်နိုင်ငံဟာစည်ရဲချင်းရဲ့နောက်ဆက်တွေ ညာမွေးစင်းရဲ့အကျိုးဆက်တွေကိုခံနေကြရတာပဲဖြစ်ပါတယ်။အခြေပြုစင်းစားတွေကိုတတဲ့လူငယ်ပညာအတွက်တွေပေါ်ထွန်းလာအောင်တပတ်တလန်းကအသိပညာပေးပြီးကုညီကြပါလို့တိုက်တွန်းရင်းဖြင့်နေ့သည့်စုမော်ကောင်တောင်းလိုက် ပါတယ်။ပေါ်တလန်းများရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။